မန္တလေးဒေသကထိချုံနယ်မြေတွေကိုကာကွယ်ရေးနဲ့ပတ်သက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကအော်တိုဘာလ29ရက်နေ့ညနေပိုင်းမှာထုတ်ပြန်လိုက်တဲ့အကြောင်းပြောပြပါမယ်။ တအန်တန် TNL ကစစ်ကော်မရှင်တန်တဲ့အပြည့်ရစဲရေးသဘောတူညီမှုရပြီးတဲ့နောက်မူကုံနဲ့မူမိတ်ကနေစုခွာမယ်လို့တည်င်းထုတ်ပြန်ခဲ့ပါတယ်ဒီလိုအခြေအနေမျိုးမှာပဲ MDY PDF ကတော့လက်ရှိထိချုပ်ထားတဲ့နေမြေတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းဖို့အတွက်မိဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ် ရှမ်းမြောက်မှာ TNL ရဲ့30 29စစ်စစ်အတွင်း MDY PDF ဟာမန္တလေးတိုင်းထက်ကတပိတ်ချင်းနဲ့စင်ကူမြို့နယ်တွေကိုထိချုံနိုင်ခဲ့ပြီးလက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူအုပ်ချုပ်ရေးလုပ်ငန်းတွေပါဖော်ဆောင်နေရဖြစ်ပါတယ်။ MDY PDF ရဲ့ထုတ်ပြန်ချက်မှာ TNL နာမည်ကိုတိုက်ရိုက်မဖော်ပြထားပေမဲ့ ိုင်းဒါမဟာမိတ်တွေနဲ့ຫນွေဦးတော်လည်ရေးအင်အားစုတွေရဲ့ပတ်ပိုးမှုနဲ့ပူပေါင်းလက်သွဲမှုတွေကြောင့်နယ်မြေတွေထိတ်ချုပ်နိုင်ခဲ့တာကိုအလေးထားဖော်ပြထားပါတယ်ဘလို့ကြီးမားတဲ့အခက်အခဲတွေပဲရှိပါစေ Federal Democracy ရရှိရေးနဲ့ဆက်အနာရှင်စနစ်အမြင့်ပြတ်ချေမှုရေးဆိုတဲ့ဘုံရီမန်းချက်တိုက်ပွဲတွေကိုဆက်လက်ဆင်နွှဲသွားမယ်လို့လည်း MDY PDF ကပြည်သူလူထုကိုအသိပေးကတိပြုထားပါတယ်